အားလုံးပဲမင်္ဂလာပါဗျာစိုင်းလန်တဲ့ထလာမှာပြန်လဲကြိုးစိုးလိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေနေပြီးတော့ဗလီစောင့်ကြည့်ကိစ္စကိုကန်ကွက်စာတင်ပြီးဆိုတဲ့ပေါ့ကိုတော့ဘုန်းကြီးပြောတာရုပ်သံဖိုင်တွေကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာဒီနေရာမှာပေါ့ကိုတော့ဘုန်းကြီးအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန်တဲ့ထလာမှာအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာပြောလေ ကောင်းလောင်းနေနေခင်ပါဗျဒီနေ့ဟာတရက်ဆက်လာပါ2000လဲမှ25ဖြစ်ပါလေဗျအဓိကတော့လိုင်းပေါ်မှာကြက်ရိုက်နေတဲ့တပ်ပဒဗလီနဲ့ကတ်တက်ပြီးမှနေပြီးတော့မြတ်သားရေးတော်ကြီးဆရာတော်ကြီးတွေနဲ့ပေါင်းပြီးမှယာယီဓမ္မတာကာကျော်ကြီးနဲ့ဝင်းကြီးချုပ်ကာကျော်နော်ဇီဝဒါစာတင်ထားတယ်ပေါ့နော်စာတင်ထားတဲ့အားနဲ့ပတ်တက်ပြီးမှဦးစင်းတို့ကတော့နော်ကြုံမှုချင်းမင်းအောင်လည်းယာယီဓမ္မပြောင်းစုဂျေတော်စုဓမ္မတာမြန်မာနိုင်ငံတော်တဲ့နော် လောင်တော်ကြီးတို့နဲ့တပည့်တော်တို့ကတော့ထတ်တူရှိပါထတ်တူရှိကြပါဗျာထတ်တူရှိတော့ဒါအကောင်းဆုံးပါလိုင်းပေါ်မှာပြောတာလိုင်းပေါ်မှာပြောနေတာဆိုတာဆိုင်တို့လက်တွေ့ကောင်းထဲပေါ်လိုက်တာအကောင်းဆုံးပါဗျာရဟန်းတန်ကလူတို့နဲ့အမျိုးသားဆရာတော်များနဲ့လူတို့ကလက်မခံရင်တော့ဘာမှလုပ်လို့မရပါဘူးဗျာဘာမှလုပ်လို့မရပါဘူးဒီတရားကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာပလီမဆောက်ဘူးလို့ပြောပါအမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာပလီရပေးထားပါတယ်2023ပါနေရာတနေရာပေးထားပါတယ်နော်နေရာတနေရာပေးထားတယ်နော် အားကြောင့်တို့တို့တွေရတဲ့အခါမှာလည်းတို့တို့တွေကအငြိမ်မနေဘဲနဲ့ရွာရည်နာရွာလူရွာသားတွေနဲ့အစမပြေရွာလူများနဲ့မူဆလင်ဆိုတော့တချို့မူဆလင်ကဒီအတိုင်းပဲအနေအနေအတိုင်းမတက်ဘူးရည်ဆိုတော့ねတို့တို့ကပဲဒါလေးရွာသွားနဲ့ငါချုပ်ကြီးပဲပိုင်ပြီးတွားပြီးကိုစစ်တပ်ပဲလူလက်ထက်ရောက်သွားပြီးလို့စစ်တပ်ကိုတို့လို့ချင်လို့တဲ့အနေထားတွေပြုံးပုံကြတယ်ကြာအနေထားတွေဒီပုံစံတွေလုပ်ပုံကြရွာလူရွာသားတွေအဲ့တော့ရွာလူရွာသားတွေကလည်းမခံမရနိုင်ဖြစ်ပြီးမှလူချင်းလူငယ်တွေနဲ့ပေါင်းပြီးမလီเนาะဒီနောက်ပြီးတော့ခင်ဗျဒီ live ပေါ်မှာကလည်းဒါကြီးကအချိန်ကြီးနော် ဒီခုလိုင်းပေါ်မှာပြောနေတဲ့တကားဖင်လန်မောင်မောင်တို့တော်တော်များများပြောနေတဲ့သူတွေကဟောင်းဟောင်းစီတို့တော်တော်များများပေါ့အများကြီးပါပြောတဲ့သူတွေကဒီ2023ကပြေးထားတဲ့ဟာကိုဒီချိန်မှအချိန်ကြီးပြောရဲဆိုတော့ပြောစဉ်းစားစရာเนาะစဉ်းစားစရာအချိန်ကြီးခါရနော်စဉ်းစားစရာဒါဒီလူလူတို့ကိုတပ်မတော်ပေါ့ထင်လွဲအမြင်လွဲအောင်လုပ်လိုက်တဲ့သဘောပဲเนาะမြို့သားရေးရဟန္တာကတော်လေးနဲ့တပ်မတော်နဲ့ရန်တိုက်ပြလိုက်တဲ့သဘောပဲခြား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 ဟုတ်လားဘဒုဘဒုဖြစ်ဖြစ်ငါတို့က ဝက်ကြီးပိတ်တက်ဆိုတော့ငါတို့ကအဓိကတော့ဘူဒီပွဲစုအောင်လုပ်ဖို့ငါတို့တာဝန်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်လို့စိတ်ထဲမှာမျိုးတိုင်းစိတ်ရှိလို့မဟုတ်မျိုးတိုင်းစိတ်တက်လည်းရှိလို့မဟုတ်မျိုးတိုင်းမျိုးတိုင်းကြီးလည်းချစ်လို့ပြောတာမဟုတ်ပြန်နော်ဒါလေးလည်းသဘောပေါက်ဖို့နော်ဒီလိုမျိုးလိုသူများအနေနဲ့လိုအပ်ပါတယ်ဒါဘာပြောပြောအခုလိုဒါစာလင်နာတွေ့ရတော့နော်နေပြည်တော်မျိုးတိုင်းရဲ့အဖွဲ့တဲ့ဥဆောင်ဆရာတော်မြတ်လက်မှတ်ရေးထိုးပြီးလီဆောက်လုပ်မှုနဲ့ပတ်သက်ပြီးကန့်ကွက်စာနိုင်ငံတော်အကြီးကိမားတင်ပြတဲ့နေပြည်တော်မျိုးတိုင်းအဖွဲ့ဥဆောင်ဆရာတော်6ပါးကလက်မှတ်ရေးထိုးပြင်မနာမျိုးတွေ တစ်စိတ်ပြေရွာထိုက်တယ်ဘလီဆောက်လုံနေမှုနဲ့ပတ်သက်ပြီးကန့်ကွက်စာနိုင်ငံတော်အကြီးအကဲများဆိုင်တင်ပြထားကြောင်းသိရှိရပါတယ်တဲ့။ဆရာတော်ဦးပညာကဒီကနေ့ဟောတော်တို့အခွဲထဲမှာမဆာကိုတာဝန်ရှိသူများကစစ်ဆေးကိုခေါ်တယ်တဲ့။ဘုံဘုံတို့ကလည်းလိုက်ပါသွားကြတယ်တဲ့။သူတို့စစ်ဆေးမိမဲ့ကိစ္စကိုကြိုတိနေတယ်လေတဲ့။ဒီမဲ့တဲ့ပိုင်းမှာပဲတဲ့။ဘုံဘုံကြီးတို့နိုင်ငံတော်အကြီးအကဲများဆိုင်ဒီကိစ္စနဲ့ပတ်သက်ပြီးကန့်ကွက်စာပို့ထားယူပါပြီ။ပို့လိုက်တဲ့စာကိုလည်းခေါ်ယူမြင်းမြဲနဲ့တာဝန်ရှိသူတို့ခုပေးခဲ့ပါတယ်။အဓိကအားဖြင့်တော့ဒီမြေနေရာမှာရခိုင်မူလစိုက်ပျိုးမြေနိုင်ငံတော်ကတိတ်ဆိတ်ထားတယ်တဲ့။တိတ်ဆိတ်စဉ်ကာလတိုက်ကြီးပေးခဲ့တယ်မဟုတ်ဘူးတဲ့။ နိုင်ငံတော်စီမံကိန်းအတွက်ဒိန်းစီခဲ့တာဖြစ်တဲ့အတွက်ရွာသားတွေကလည်းနိုင်ငံတော်စီမံကိန်းအတွက်ဆိုတော့ကြေကြေနက်နက်ကြီးပေးခဲ့တယ်တဲ့ဒီနေရာမှာအခုလိုဗလီဆောက်တယ်ဆိုပြီးတော့ရေရှည်မှာဘလို့မှအဆင်မပြေဘူးဒါကိုအဓိကထားပြီးတင်ပြတယ်တဲ့မင်ကြားတယ်တဲ့ခုံမင်းပြစေတဲ့ဆရာတော်ဥတုမနာကိုလည်းတဲ့အခုလိုပဲနိုင်ငံတော်ကခွင့်ပြုထားတယ်ဆိုတော့အပေါ့နိုးနဲ့ရွာလူရွာသားတဲ့ဟုတ်နော်ခွင့်ပြုထားတယ်ဆိုတဲ့ဘာလို့လဲတဲ့ရွာလူရွာသားတွေကိုမရှိဘဲမြေပြောဆိုလာပြီဒါကိုအစာပဲရှိတယ်နောက်ဆိုရင်ပြည်ထောင်နာကတဖြည်းဖြည်းကြီးထွားလာတယ်ဒါကိုနိုင်ငံတော်အကြီးအကဲတွေတည်စေချင်တယ်တဲ့ပြန်လဲတုံ့တက်စေချင်တယ်တဲ့ တပ်မတော်နဲ့အမျိုးသားရေးဆိုတာထိတ်တိုက်တွေ့ရမယ့်အခြေအနေမျိုးမဟုတ်ဘူးလေတဲ့အကျိုးအကြောင်းစီလီရောဆော်ဘက်ကြောက်တော့အဓိကတရဏမဖြစ်အောင်ဆော်ဘက်ကိုတော့လူတယ်တဲ့ဒါဆရာတော်ရဲ့အမိန်ပြချက်ပေါ့နော်အမျိုးသားရေးနဲ့တပ်မတော်တပ်မတော်နဲ့အမျိုးသားရေးဆိုတာကဒါတစ်ထက်ထဲမှာရှိတယ်အတူတကွရှိတယ်ဘယ်ရာပဲလို့လို့ဆရာတော်ကြီးကြီးဟုတ်လားဆရာတော်ဘုရားကြီးကြီးရဲ့ဒါနော်ရဲ့ အသက်ကိုလည်းနားထောင်ဖို့နိုင်ငံတော်เนาะအနေနဲ့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒါဒေဗပ်ပါခြင်းပြောပြခြင်းဖြစ်ပါလေကတော့နောက်ပြီးတော့တောင်လူတွေရဲ့လဲရမြေတဲ့တောင်လူတွေကနိုင်ငံတော်အတွက်ဆိုလို့ရှိရင်တော့ဒါတိတ်နာပါဖြစ်ဘောနိုင်ငံတော်လည်းတိတ်နာပါဖြစ်ဒီလိုနေရာမှာနိုင်ငံတော်အတွက်ဟိုနဲ့ဗလီအတွက်ဖြစ်သွားတော့ဒါဥစဉ်လို့တရားတော်လောက်ကတော့ခရိယာကိုလည်းပေးတယ်ဟိန္ဒူကိုလည်းပေးတယ်ဗလီကိုအစ္စလာမ်ကိုလည်းဒီခရစ်မင်းနေ့မှာပေါ့နော်2023ကလက်ဆောင်ခန်းလာနဲ့လှုပ်ပေးလိုက်တယ်လို့ဥစဉ်တို့ကတရားပါပေါ့နော်ဥစဉ်တို့တရားလည်းအနေထားကိုပြောပြခြင်းဖြစ်တယ်နော် ဒါဆရာတော်ကြီးစီပေါ့ခေါ်လဲဆရာတော်ကြီးရဲ့စကားအဲ့လိုကြားတာဦးဇင်းတို့ကြားတယ်ကြားတယ်နော်ဆိုင်တော့ဟေးငါလည်းဒီမနေပြီတော့မဆောက်ဖို့အတွက်ငါတို့လည်းဟုတ်လားစင်သာကြီးကြီးဆောက်ဖို့အတွက်ကာကြုတ်စီတောင်းရမှာကွာတဲ့လူခမ်းမကွာတဲ့ဆရာတော်ကြီးတော့ကြီးပြောပြောတယ်ပေါ့ဗျာနော်ပြောလို့ပေါ့နော်တော့ဦးဇင်းတို့ကတော့ဘာပြောပြောအမျိုးသားရေးနဲ့အထက်တူဦးဇင်းတို့ဒီတမတော်ချစ်တာဘုံမာချင်မဟုတ်ပေါ့ဗျာတမတော်ဒီနိုင်ငံနဲ့အကျိုးစီးပွားကိုကိုတိုင်းပြည်ကိုကတာနာကိုကာကွယ်ဆောက်ရှောက်မဲ့လူဆိုပြီးမှဦးဇင်းတို့ကရောက်ကြည့်မှုအပြည့်အဝနဲ့တမတော်ထောက်ခံခြင်းဖြစ်ပါတယ် တတ်မတော်ဒီဘယ်တော့မှအမျိုးသားရေးကိုတစ္ဆောက်ပောက်ဘူးဆိုတဲ့เนาะခံယူချက်နဲ့ယုံကြည်မှုနဲ့မူကြောင့်ဦးဇင်းတော်ကတတ်မတော်ကိုအစင်ဆိုင်ဒါအတက်အန်လေးကြီးဂျားကနေဆိတ်ချောက်မှုဂျားကနေလက်တွေ့လဲဦးဇင်းတော်တတ်အန်ချဲချောက်ခံရတာလေဒါပြောရဖရဲဒီဒီရဲ့ညာမှုခံရတာလေဒါဦးဇင်းတော်ဖရဲဒီဒီရဲ့မလို့မုန်းတူးမှုဆောင်ရတာလေဒီနိဘိတ်အကြမ်းဖက်မှုတွေရဲ့ရာဟာမှုခံရတာလေနဲ့ဦးဇင်းတော်ကမြို့မြို့ဖြတ်ကျော်ပြီးမှမြို့ခဲ့တော့လက်ရှိလဲဦးဇင်းတော်ဒါတွေဖြတ်ကျော်နေရလက်ရှိလဲလွတ်တွေဦးဇင်းတော်မှာလည်းခံနေရတယ် အနေထားရင်ဆိုင်ပြီးမှဥစဉ်တော့တမတော်ကိုချစ်ထားပါတမတော်ကိုထောက်ခံတာပါဥစဉ်တော့လေတိုင်းဘော်ကနေတမတော်ကိုပါဇက်နဲ့ထောက်ခံတယ်ပါဇက်နဲ့ဝိုင်းရနေတယ်မဟုတ်ပါဘူးမြေပြင်မှာအကောင့်တလက်တွေခေါ်ပြီးမှလည်းထောက်ခံတယ်လို့ဒီလူငယ်တွေကလည်းလမ်းမမရောက်အောင်အကြမ်းဖက်မှုတွေရောက်မတော့အောင်ထိန်းသိမ်းနေကြတာလဲဥစဉ်တော့တခါကြီးတော့အတီဆုံးပါပဲအဲ့တော့ဥစဉ်တော့ကတော့ပြောပြီးပဲမြို့သားကြီးနဲ့ဒီနေပြီးတော့မြို့သားကြီးအဖွဲ့နဲ့ဥစဉ်တော့ကတော့တခြားထက်ရှိတယ်ဥစဉ်တော့နေတဲ့နိုင်ငံတော်ကတကယ်ခွင့်ပြုရင်ဘာမှမတတ်နိုင်ဘူးလားကောက်ွက်ဖို့တော့ဥစဉ်တော့လေကျေနပ်တယ်လားမင်းတော့မကျေနပ်ဘူးပေါ့ဗျာမကျေနပ်ဘူးမကျေနပ်ဘူးဒါပုံပွက်လေးလေးပြောရလို့ရှိရင် ဟုတ်လားဦးဇင်းတို့ဒါပေမဲ့ဒီလိုပါပို့ဆိုရင်မြို့တိုင်းအားစုအများစုရဲ့ဒီ live ဘဝကနေကိုစော်ဖိုးရင်းလို့ပေါ့နော် live ဘဝကနေပါဇက်နဲ့ပြီးမသွားပဲနဲ့ကိုစော်ဖိုးရင်းကိုလက်ခုတ်တန်လေးအားပေးကြရတယ်ဗျအများကြီးအားပေးကြရတယ်ဟုတ်လားဒီကြာခုထောင်းစားတော်တွေ့မဲ့သူတွေမရှိကြဘူးပေါ့နော်ဦးဇင်းတို့ပြောချင်တာကဒီတကယ်ဒီဟာကြီးကိုခင်ဗျားတို့က တကယ်စူပူမှုမဟုတ်ခဲနဲ့မြို့တိုင်းသမိုင်းနဲ့တတ်မတော်ဘူးထိတ်တိုင်ဆိုင်နဲ့ရတိုက်ခိုက်ရလိုက်တာမဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လည်းဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေနဲ့ကောက်ကောက်ကိုလက်မှတ်တွေပြီးတော့မှရှိတဲ့ဒါလူကြီးလည်းလက်မှတ်တွေထိုးမယ်ထိုးပြီးမှမြို့တိုင်းရဟန်းတွေမြို့တိုင်းကမှရှိတဲ့ရဟန်းတန်ကတော့လက်မှတ်ထိုးမှာကာချုပ်ကာချုပ်ကြီးစီကိုလူလူကောက်ွက်စာတွေတင်ဖို့တော့လိုအပ်တယ်လို့ဦးစင်းကတော့တုံးတက်ချင်ပါတယ်ဗျာနော်တုံးတက်ချင်ပါတယ်ဒါတော့မြို့တိုင်းတတ်မတော်နဲ့တတ်မတော်နဲ့မြို့တိုင်းပြည်ထောင်နဲ့တတ်မတော်ကဒါစီလုံးညွညွမှုနဲ့ဒါကာချုပ်စီကိုဒါ ဒါမကျေနပ်ဘူးဒါတွေကိုတင်ပြတာတော့မှမကျေနပ်ဘူးဒါတွေကိုလက်မခံဘူးဆိုတော့ဒီလိုကြီးဘလီကြီးစောက်ခွန်ပြောလက်မခံဘူးဆိုတဲ့တဘောတော့ဒါနေပြည်တော်ရဲ့အမျိုးသားရေးဆရာတော်ရဲ့များရဲ့လောက်ရကသူမှန်ကန်တယ်လို့ဦးစင်းတော့လည်းတရားခိုင်တော့ထောက်ခံပါလိမ့်မယ်အားလုံးကပါလိမ့်မယ်ရဲဆက်ဆက်တက်တယ်2013လောက်ထင်2012ထင်2012အဲ့မှာလူအချက်ပေးပြီးမှအိုက်နာကမှရခိုင်တိုင်းတိုင်းတော့သေသွားတယ်။အဲ့မှာဒီကတော့တတ်မလို့ရှင်းလင်းလောက်တဲ့ဘယ်ဟောဘယ်လီကိုပိတ်လိုက်တယ်။ကိုထွေးမြင့်နိုင်ဖွင့်ပေးတယ်။လူအုပ်ချုပ်တဲ့ချိန်မှာ ခဏတို့တကယ်အော်ရမှာအခုရခိုင်နိုင်ရင်းသားတွေဘင်္ဂလားဒေ့ရှ်မှာရခိုင်နိုင်ရင်းသူမွတ်စလင်များဝါဆိုတာမရင်းကျင်တယ်မရင်းကျင်တဲ့အရာကိုခင်ဗျားတို့အခုဟုတ်လားဆန္ဒပြတယ်အရေးယူပြီးဆန္ဒပြတာကိုသူရခိုင်အဲ့မှာဘင်္ဂလားဒေ့ရှ်ကဟုတ်လားအကြမ်းဖက်မှုတွေလှုပ်ဆောင်ယူမှာပြတယ်လူများများ19ရောက်သေးတယ်အဲ့ဒီမြို့ချုပ်ခါတယ်အဲ့ဒီလူခွေတွေမှာအဲ့ဒါအော်လေဗျာဒကာဖင်လန်မောင်မောင်တို့အဲ့ဒါအော်လေဗျာအဲ့ဒါပြောလေဗျာတရားဝင်ကြီးကိုဦးစင်းတို့ကဘာပြောလို့မရဘူးလေ တရားမဝင်မဲနဲ့ဒီစားတယ်တရားမဝင်မဲနဲ့လုပ်တယ်ဆိုရင်တော့ကျတို့ကလောရမှာပေါ့ပြောရမှာပေါ့ဟုတ်လားဖြစ်ပါတယ်တခါကြီးတို့လည်းအတိုင်းပြုချစ်တဲ့အတွက်ကြောင့်ပြောတာပြောတာပဲဒီချက်တခါကြီးတို့ဖိလန်မှာနေကြတယ်အော်နေကြတယ်ပြောနေကြတယ်လာပါမြန်မာနိုင်ငံလာပါမြန်မာနိုင်ငံလာပြီးမှပြောကြပါမြန်မာနိုင်ငံလာပြီးမှတရားဝင်စော်ကြပါဒါကြ ాయి လို့ဒီလောက်တက်တီတွေကောင်းတယ်ဒါလောက်ဒါကြ ాయి လို့ပွင့်လင်းမြတ်တာမှုတွေရှိတယ်ဒါကြ ాయి လို့ကပညာရက်တွေပါပညာရှိတွေပါသကလုံးပြောတာတွေဒါကြ ాయి လို့လေဟုတ်လားပြောပါနော်လာခဲ့ပါမြန်မာနိုင်ငံလာခဲ့ကြပါမြန်မာနိုင်ငံပြောပါဟုတ်လား မဘာသာတွေပုဂ္ဂိုလ်ရဆောကပုဂ္ဂိုလ်တော့ပုဂ္ဂိုလ်တော့ဆောကလိုက်ဥတုစိတ်တဆောကကျလာဥတုစိတ်တဆောမဘာသာမဘာသာတို့ကိမဆောကနဲ့မဘာသာမှာတိပိတကဆရာတော်ကြီးတွေပါတယ်ဓမ္မအင်းစိတ်ဆရာတော်ဘုရားကြီးတွေပါတယ်နော်တကယ်ဒီလောက်ကဓမ္မသီကောင်နဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေပါတယ်နော်မဘာသာဆရာတော်တွေဆိုတာအကုန်ပါပါပြီအဲ့တော့ပုဂ္ဂိုလ်ရအောင်ပြော ုဂ္ဂိုလ်ကြီးရောတခါကြီးတို့အတွက်ကိုဦးစင်ကပြောပြရတော့ဝစီဝေဒထိတိုင်းချတူတာဆရာတော်ကြီးတွေကခွင့်လွတ်ပေးမယ်အခုလိုကတခါကြီးတို့ခွင့်မလွတ်ဘူးနော်ပပဒါဆိုတာကတန်ခါမြောက်မဲဆိုတဲ့ဖွဲ့စည်းထားတဲ့ဖွဲ့ပပဒါဆိုတာကဥဒိစေဆိုတဲ့လက်ထက်မှာတရားဝင်ဖွဲ့စည်းခဲ့တဲ့ဖွဲ့အနေဒီဆိုရလက်ထက်မှာဖြတ်သိမ်းခဲ့တာမဇက်ကလားလက်မဇက်ကနေဖြတ်သိမ်းခဲ့တာဘုရားဘာတော်မတရားဖိနှိပ်ခဲ့တာခင်ဗျားတို့ကမဘာတာပောက်ကိုတော့ခင်ဗျားတို့အကြမ်းဖက်တယ်ပြောအောင် ပေါ့ကောဒါကမဟာကျော်အတွက်ပေါ့နော်ဘာမှဒကမဟာကျော်တက်ကဥစဉ်ပြောတာတော့မဟုတ်ဘူးထင်ပါတယ်သူနဲ့ဥစဉ်နဲ့လည်းတွေ့ပြီးပါတယ်သူ့ရဲ့ဆိုင်လက်ဖိတ်ဆိုင်မှာလည်းဥစဉ်ထိုင်မှုတယ်အပြင်မှာလည်းခေါ်ခေါ်ရှေ့ရှေ့ပါတကယ်လဲဒါမြမလူငယ်တွေကဒါအပြင်မှာလည်းသူဒီအထက်ရတိုင်းပဲသူနေရထိုင်တာတကယ်ကိုသိတတ်ပါတယ်တကယ်ကိုပညာရှိလူငယ်တယောက်လိုပဲပြောရမှာပါဘူးနော်ဥစဉ်တို့ဖုန်ကြီးတွေထွက်ပြီးမှစစ်ထဲဝင်တဲ့ဟုတ်လားစစ်ထဲဝင်မှပြန်ဝဲဆိုရင်မှသူပြောသွားဖို့တရားဟုတ်လားဥစဉ်တို့ပြောချင်တာကဖုန်ကြီးဓာတ်ကြိုင်တာတက်နေကြိုင်တယ် ဟုတ်ပြီဥစဉ်ဓာတ်ကင်တာတခါကြီးမြင်ဘူးတခါကြီးတို့ဥစဉ်တို့အဓိကတော့ဥစဉ်တို့ပြောချင်မှထင်ပါရဲ့တဏ္ဍကင်တာပောက်ကိုတော့တဏ္ဍကင်တာမြင်ဘူးလေလားပောက်ကိုတော့ဓာတ်ကင်တာရောမြင်ဘူးလေလားလူငယ်တွေကိုလမ်းမလမ်းမမရောက်အကြဖက်မှုမရောက်ဥစဉ်တို့ကလမ်းညွှန်ပေးတယ်ဥစောက်ပေးတယ်ဒါတော့ပဲရှိတာပောက်ကိုတော့ PDF တွေကိုတတ်ပါ PDF တွေကိုလုတ်ပါလို့ပောက်ကိုတော့ဘယ်နှခါပြောခဲ့ဘူးတယ်လဲဒါလည်းတခါကြီးဆိုတော့ပြောရမှာလေပောက်ကိုတော့အကြဖက်တယ်ဆိုရင်ပောက်ကိုတော့ဘယ်နေရာတွေမှာအကြဖက်ခဲ့တယ်လဲဘာလဲဥစဉ်ကဒီလူငယ်တွေကိုမစီယုံစီယုံနေဆိုတာက ဘုတ်တိုက်နေကိုကာရနာကာကွယ်ကိုစီယုံတာလေဥဥစဉ်အခုမှစီယုံတာမဟုတ်ဘူးလေတကူကလေးကဥစဉ်မှလူငယ်တွေကိုစီယုံခဲ့တယ်လူငယ်တွေဟုတ်လားလမ်းမရောက်နေတဲ့လူငယ်တွေစိုးပေမိုက်ပေဆိုတဲ့လူငယ်တွေကိုစီယုံခဲ့လို့အမြင်မှန်ရအောင်တဲ့လူငယ်တွေဥစဉ်ကြောက်တွင်းနေဆုံးပါအမြင်မှန်ရပါလူငယ်တွေအများကြီးရှိတယ်လीဗျာအများကြီးရှိပေါ့ကတော့ဆိုတာအခုမှပေါ်လာတာမှမဟုတ်တာနော်ဒါဒကာကြီးတို့ကိုဥစဉ်ကအပြည့်မြင်တာမဟုတ်ပါဘူးနော်အပြည့်မြင်တာမဟုတ်ပါဘူးဥဒကာကြီးတို့ပြောတဲ့ဟာလေးဆိုပြန်ပြီးမှပြောကြခြင်းဖြစ်တယ်ဥစဉ်ကဘသူ့ကိုဥစဉ်ကပုဂ္ဂိုလ်ကြီးကဆော်က ကိုယ့်ဘက်ကလူတွေဆိုပါရင်ပို့တော်ဦးစင်းကဟုတ်လားမပြောမတုတ်ပြန်နေမတုတ်ပြန်ဘူးမတုတ်ပြန်ဘူးเนาะဒါကမမောင်လို့လည်းဦးစင်းကမုန်းမရှိဘူးမုန်းမရှိဘူးဒါဆရာဘဘတာဆရာဘဘနာဆိုလာဟာကြီးဆရာတော်ကြီးဆရာတော်ကြီးဆိုစကလုံးနေပါလာလို့သူ့အတွက်ကိုဦးစင်းကကြောပြခြင်းဖြစ်တာပါသူ့အတွက်ကိုကြောပြခြင်းဖြစ်တယ်เนาะသူ့အတွက်ကိုကြောပြခြင်းပေါ့ကိုတော့စော်ကဘာမှဖြစ်ဘူးဆရာတော်ဦးရတူပို့ကိုတော့စော်ကဘာမှဖြစ်ဘူးเนาะခွင့်လွှတ်ပြီးသားဦးစင်းတော့ကကြားလားအဲ့တော့ဗလီကိစ္စဒီတရားဝင်လောက်တာအတွက်ကြောင့်ဦးစင်းတို့နေနှကန့်ကွက်စရာအကြောင်းမရှိဘူးတရားတော်တရားဝင်လုတ်ပြီးမှဗလီတွေကနေထေရကျဲမယ်ဟိုကမိထီလာလို့ပေါ့ဥတော်ပိတာကိုလမ်းမဟိုမှာ အရင်ချင်းလေးမှစာအုပ်လာဝယ်တယ်ဝိမဗလီတဲ့ကိုဆွဲသွားတယ်ဗလီတဲ့ဆိုရင်မှမိရှို့တက်တယ်ရဲဆက်ဆက်တက်တယ်ဆိုရင်တော့တို့တို့တွေကတော့ဒီတိုင်းငိမ့်ခိုင်နေမှာမဟုတ်ဘူးတိုက်တယ်မင်းအုပ်ချုပ်ပလိစေဟုတ်လားရခိုင်ပြည်နယ်မှာလို့ဗလီတဲ့ကနေထွက်ပြီးမှာဗလီတဲ့ကထွက်ပြီးမှာရခိုင်တိုင်းရင်းတို့တိုင်းရင်းသားတွေကိုမျောမျောဆိုတိုက်ဖြတ်တဲ့ပုံစံမျိုးဆိုရင်တော့တို့တို့တွေကလက်ခံမှာမဟုတ်ပါဘူးဗလီတဲ့ကနေအကြမ်းဖက်မှုတွေဝင်လာတယ်ဒါဟုတ်လားဗလီတဲ့မှာနေတို့တို့ဘာသာတရားအတိုင်းလို့ပေါ့တို့တို့ဘာသာတရားနဲ့လှုပ်ဆောင်အဲ့ဒါဆိုရင်ဦးစင်းတို့အနေနဲ့လုံးဝလုံးဝကန့်ကွက်စရာမရှိပါဘူးဘာသာတိုင်းဘာသာနဲ့ကိုယ့်ဘာသာကိုတိုးတက်အောင်လုပ်မှာပါညီညွတ်စစ်နော်တို့အဲ့ ။ဦးစင်းတို့လည်းဦးစင်းတို့ဘာသာကိုဦးစင်းတို့ကောက်ရတယ်။ဦးစင်းတို့ဘာသာကိုတိုးတက်အောင်လုပ်တယ်။လူများဘာသာကိုထိခိုက်ထားမှုနဲ့နောက်အောင်လှုပ်ထားမှုဟုတ်ပါဦးဗျာနော်။လူများပါဦးစင်းတို့ဒီမွတ်စလင်တွေတော့ဦးစင်းတို့ဒီကိုအခုညီလာတော့တဲ့မွတ်စလင်တွေရှိပါတယ်။အစ္စလာမ်ဘာသာတစ်ခုတစ်ခုလူပွားပါလာတယ်နော်။ဒါဦးစင်းညနေကြလဲဒါဦးစင်းပြည်ကြီးတခွေမြို့နယ်တဲကနော်။အဲ့ဒီဆိုရလက်ထက်မှာလဲထိုင်တိုင်းကျဲပြီးမှရုံမာခဲ့တဲ့မွတ်စလင်မိသားစုအချင်းချင်းနော်။အဲ့ဒီအကြောင်းလေးကိုလဲဦးစင်းသူတို့အစ္စလာမ်ဘာသာအရာလဲအမွေမှာဆုံးဖြတ်ခွင့်ပေးတယ်။ဆုံးဖြတ်ခွင့်ပေးထားတယ်။ဒါပေမဲ့သူတို့ဒီအစ္စလာမ်ဘာသာအရာလဲ တို့တို့တွေမလုပ်ဘူးမလိုက်နိုင်ဘူးတို့တို့တွေเนาะငွေရှိတယ်ဆိုပြီးထိန်းတိုင်းကြက်ခဲ့တဲ့အရာလေးတွေညနေမှာအားလုံးစင်အမှန်တရားလေးတွေကိုပြောပြတော့ဖြစ်ပါတယ်အားလုံးသာပါဗျာမျိုးတွေကောင်းတော့ကြာကြပါဗျာဒီနေ့ကတရက်ဆက်လာပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာဒီနေ့ကတော့အားလုံးဟာဘင်္ဂလားရှိတဲ့နေ့ရပါလေဗျာเนาะအားလုံးဒါဟောင်းစီတို့တို့ရတော့ဘာပြောမလို့မတူဘူးဗျာเนาะဟောင်းစီတို့တို့ရတော့ဗာလေဟိုတလောကလည်းဟောင်းစီကပြောတယ်ပန်းဆယ်လိုကထောက်ဖို့ကနေနားပါတော့ ိုဘက်ရက်ကောက်ကဟာလေးပြောတာတို့တို့ကပြောစရာမရှိဘူးလေတို့တို့ကဘယ်ပြောမှမလဲဟုတ်လားတို့ကဟောင်းစီတကယ်စဉ်းစားရမှာဟိုကတိခိနီတိတိခိနီဆိုတာဟိုအရှင်မပေါ့နော်အဲ့ဒါနဲ့တစ်ဖွဲ့လုံးကိုတို့တို့ထောက်အခေါ်လုံးကိုပီရက်တရောအခေါ်လုံးကပန်ဆယ်လုံးကအဲ့ဒါနဲ့ထိုးသွားတာလေအဲ့ဒါနဲ့ထိုးသွားတာအဲ့ဒါကိုငါတို့ကဘာဆိုင်လို့ပန်ဆယ်လုံးထောက်ဖို့ကနားတာမနားတာငါတို့နဲ့မဆိုင်ဘူးလေဟမ်ပန်ဆယ်လုံးကစိတ်ပြေးသွားပြီအေးစိစိဖြစ်သွားပြီ ။အော်မင်းတို့ချင်းကြိုက်ရမှာဟုတ်နော်။ငါတို့မင်းတို့အမှုရဲ့ဆွဲထည်တယ်ကြလား။ပန်ဆယ်လို့ထောက်ဖို့ဘောကနားလာနေငါတို့နဲ့ဘာဆိုင်လို့လို့ငါတို့ကဘာလို့ဝင်းသားရမှာတို့။ဘာဖြစ်လို့ပြောရမှာတို့။ဩကိုကိုကိုတိကလိတီနဲ့အကုန်လုံးဟုတ်လား။ဘညာ PDF တွေလဲအရန်တနာစရာကောင်းတယ်နော်။ဟိုတလောကအညာ PDF ထိချောင်းလဲအဲ့ခေါင်းစရာပြောသွားတာကြလား။ကောင်းစီရပြောပါလားဟိုငါမြင့်ငါဆိုင်တကယ်အောင်စေပုံစံမျိုးပြောပါတော့เนาะအညာပီရက်တွေကကောင်းစီတို့အတွက်လဲငွေရှာပေးရတယ်ဗန်ဆယ်တို့အတွက်လဲငွေရှာပေးရတယ် ထောက်ဖို့တို့ကြည်ပါချမ်းအောင်လဲလှရှားပေးရတယ်အတယ်လဲရင်းပေးရတယ်တယ်လဲသေးပေးရတယ်မိသားစုတိုင်းဒုက္ခတပြစီနေရတယ်ဟုတ်လားထောင်နေလဲရင်းပေးရတယ်အညာဗရက်ဒီနောက်ဆုံးကြတော့မင်းတို့ကအပြည့်ပြောခံရတယ်မဟုတ်လားတစ်ခေတ်ပြင်းနေနော်တို့တို့မပူနဲ့တစ်ခေတ်ပြင်းတော့ဟောင်းစီပါနားအောင်ပါကြလားဟောင်းစီပါအကြောင်းကျွန်တော်လဲထောက်ဖို့ပါလေနားပါတယ်ကျွန်တော်ပိဆက်ခဲတာကြီးနားပါပြီကျွန်တော်ဘယ်တော့ဘလောက်ဘလောက်ပြူတူတဲ့ပိဆက်ခဲဘလောက်ဘလောက်လောက်ခဲဆိုသကလုံးမှလာလဲတယောက်ပြီးတယောက်ထွက်သွားလိုက်မယ်နော်တယောက်ပြီးတယောက်ထွက်သွားလိုက်မယ်ကြလားနော်အဲ့တော့တို့တို့နားလာမနားတော့မသိဘူးကြောင်မဲမျိုးလေးအကြောင်းပြောခြင်းလို့ပါဗျာနော်ဒီဘောကြောင်မဲ ကြောင်မဲမျိုးကတော့ဒါဥစဉ်ဒီကနေ့ဆိုလို့ရှိရင်ကြောင်မဲဗန်မွေးနောင်ချိုဒါကြောင်မဲဒီမောမှာရှိတယ်ဒီဘုံဒီဘောမှာရှိတယ်ရတက်ဖွဲ့ဝင်နေအားလုံးပေါ့နော်နောင်ချိုမှာဘောလုံးစုပေါင်းရအောင်ပေါ့နော်ဒီနေ့ဆိုလို့ရှိရင်60နှစ်60နှစ်ပြည့်ဒါရတက်ဖွဲ့နေပေါ့ဗျာနော်ဒီနေ့ဥစဉ်ကလိုက်ဆိုင်တာပြောပါဦးဥစဉ်ကလူမဲ့ရက်ကိုတော့ဆော်ရီကလေးအကျိုးပြောထားပါတယ်နော်အားလုံးဒါကြော်ရွှင်ဖို့အတွက်ရဲ့စိတ်သက်ခွင့်အားတွေရဲ့ဒီပေါ်ပေးဖို့ရဲ့စိတ်သက်ခွင့်အားလည်းပြောခဲ့တယ်ညာကြီးလည်းပေါ့ဘလို့အောင်လို့အဲ့မှာဥစဉ်တော့17နှစ်ကြီးလောက်အချိန်ပါပဲဒါကြောင့်မဲ့ကလုံးလုံးရရှိသွားတယ်ပေါ့နော်အဲ့မှာ အကုန်လုံးလဲဒါဝန်တာ PD အပြုံးနေနေပါရဲရီလဲဝန်တာ PD ပြန်ရတော့မယ်ပါညာကောတော့ရွှေမှုတွေနေပဲเนาะရွှေရွှေမှုတွေနေအဲ့တော့ဟုတ်လားဦးစင်းပြောခဲ့တယ်လို့ပဲလေဒါပေမဲ့တော့ဒီလို့ရှုံးလာရှုံးကြီးမစုံဆိုတဲ့စကားကိုလေအားလုံးမှတ်မိအောင်ပဲထင်ပါတယ်เนาะဦးစင်းပြောခဲ့တာလေဒီနေရာတွေက simple နောက်ဆုတ်ပေးလိုက်ရတယ်ဒါပေမဲ့တော့ deletion လာတဲ့မစုံဘူးကအခုမစုံလို့ပြန်ရပြီเนาะကြောင်မဲပြန်ရပြီဒါပေမဲ့စင်မကောင်းပြကြောင်မဲတို့ကြောင်မဲသားတွေเนาะသူတို့တွေကကောင်းကောင်းထွက်သွားတာမဟုတ်ဘူးကောင်းကောင်းထွက်သွားတာမဟုတ်ဘူး တောင်ဘက်မှာရှိတဲ့အိမ်တွေကိုဓာတ်ဆီနဲ့လောင်းနဲ့မီးတွေချိုးပခဲ့တယ်မီးတောင်နဲ့အကောင်လူမျိုးလုံးကိုဖျက်ဆီးပခဲ့တယ်ရန်ကိုရင်နာစရာကောင်းပါလေဗျာနော်ရန်ကိုရင်နာစရာကောင်းတယ်ပလောင်တွေကဘလောက်ထိရုပ်မာတယ်လဲပလောင်လက်နဲ့ကိုင်းချိုးဘလောက်ထိရုပ်မာတယ်လဲဆိုတော့ခင်ဗျားတို့အတောင်ဘဲတို့ကြောင်ဘဲတောင်ဘဲမှာဆိုရှမ်းနေများစုပဲဗျာနော်ရှမ်းနေစီးလုံးမှာညင်ညွတ်ပါကျွန်တော်ဥစဉ်တော့အတိုင်းအတာစီလုံးညီညွတ်မှုပဲလိုချင်တယ်မြန်မာနိုင်ငံကြီးကိုငြိမ်းချမ်းဖို့ပဲလိုချင်တယ်အဲဒါဒီပလောင်တွေရဲ့ရုံမှမှုကတော့ခင်ဗျားတို့ကြည့်လိုက်ပါနော်ဒီတကယ်ရက်ဆက် ဘယ်လောင်ညစရာဘယ်လောင်တရားနဲ့ဘယ်လောင်တွေကိုညစရာလဲအကြောင်းမျိုးခွင့်လွှတ်စရာလဲဒါအကြောင်းမရှိတော့ပါဘူးဗျာနော်သူတို့တွေရုံမှမှုတွေကဒီလောက်မျိုးတွေကိုရဲဆက်ဆက်ကြီးမီးရှို့ရတယ်ပြည်စီရိုးရိုးထွက်သွားကြမနိုင်ဘူးလားမနိုင်အေးစေးထွက်သွားကြလက်မလို့ရှုံးနေမှာတက်မလို့အေးစေးထွက်သွားတယ်ဗျာလက်မလို့အေးစေးထွက်သွားတယ်အေးစေးနောက်ဆိုးသွားတယ်ဗျာဟုတ်လားအေးစေးနောက်ဆိုးသွားတယ်မျိုးပြည်စီမှုမရှိဘူးခုသူတို့မျိုးရှုံးတဲ့အခါမှာသူတို့တွေကအေးစေးထွက်တော့အကုန်လုံးမီးရှို့ပခဲ့တယ်အကုန်လုံးဖျက်ဆီးပခဲ့တယ်ဗျာတော်တော်အကုန်လုံးနော်ဒါတွေကိုပြည်သူများအားလုံးမျက်စီထဲမှာမြင်စေခြင်းနဲ့ဒါတွေကိုငြိမ်းချမ်းမှုကိုလိုလားတဲ့ တိုင်းရင်းသားညီကိုကောင်းတို့မှာများအားလုံးလည်းဒါကိုမျက်စီထဲမှာကွက်ကွက်ကွင်းကွင်းမြင်စေချင်တယ်သူရဲ့အကျန်းဖက်တွေကမြို့ကိုတိမ့်တယ်တိမ့်တယ်ဆိုတာကဖြက်စည်းဖို့ပဲတိမ့်တာပါဖြက်စည်းဖို့ပဲဟိုကဟိုတလောမိုးပေါက်မှာဆိုလေကြည်သူတို့ကဒီမြို့ကိုမယားမတ်သိတယ်ဘာကြောင့်မယားရတော့ရပါတယ်ဒါဘာကြောင့်သူတို့ရေရှည်မြန်မတ်တွေကသူတို့ကရေရှည်မြန်မတ်တွေဒီစေယုံကပစ္စည်းတွေထွက်စားပါဖို့တွေဘဝပစ္စည်းတွေကိုကာကြီးကောင်းငယ်နေတဲ့တဲစရာအကြောင်းမရှိဘူးလေဗျာတဲစရာအကြောင်းမရှိဘူးနော်မယာမဲရေရှည်မထိနိုင်မဲမယာမဲတည်ရတဲ့ကြောင့်ပစ္စည်းမှန်တဲ့များကိုအကုန်တဲတယ်တန်ဖိုးရှိတဲ့ဟာတွေကိုတဲတယ်တန်ဖိုးမရှိတဲ့ဟာတွေကိုမြှို့ဖြစ်စီတယ် ိရှုဖြစ်စီတယ်နော်မိရှုဖြစ်စီတယ်ဒါတွေကိုလည်းမြန်မာနိုင်ငံမှာရှိတဲ့ဒါတိုင်းရင်းကြီးကိုမတော်မများအားလုံးနဲ့ဒီအကုန်လုံးအားလုံးပြည်သူများအားလုံးဒါတွေကိုကွက်ကွက်ကွင်းကွင်းမြင်စေချင်ပါတယ်ဗျာနော်အဲ့တော့ခင်ဗျားတို့ဒီ ဒီရဲအကျန်းဖက်တွေနဲ့ပြည်ကျဲအကျန်းဖက်တွေနဲ့နေတဲ့အရာကနဲ့အခုဦးဇင်းတို့တမတော်ဒီကြောင်မဲကိုထိပါပြီတမတော်ရဲ့အရေးအဝါသားမှာနေတဲ့အရာကဘယ်ဟာကပူပြီးအရာသာရှိတယ်လဲဘယ်ဟာကပူပြီးမှကောင်းတယ်လဲဘယ်ဟာကပူပြီးမှခေါင်းပြောင်းအောင်အိပ်ရတယ်လဲဆိုတာကိုလည်းခင်ဗျားတို့စဉ်းစားပါစဉ်းစားပါနောက်နောက်မလာမှုမဖြစ်အောင်ပေါ့ဗျာနော်ဒီဟာတွေကိုခင်ဗျားတို့ဒီပြန်လေဘယ်လောက်နေကိုခင်ဗျားတို့လက်ခုပ်တွေတီးကြတဲ့တပြေတဲ့မုတ်ကုတ်လိုနေရာမျိုးမုတ်ကုတ်လည်းမကြကြရလိုက်မယ်ဒီဘောကတော့ဒီ ဆယ်လပိုင်းမကုန်ခင်ဒီဘောလည်းပြန်ရလိုက်မယ်ဒီဘောကြောင်မဲ့ရပြတဲ့ကြောင့်ရှစ်ဆက်ပြီးမှအခုဒီဘောကိုဘိုင်းမှာထိုးစစ်စနေတယ်ထိုးစစ်ဆင်းနေတယ်တို့တော့အကုန်လုံးတစ်စရဆဒီဆက်တိုက်ဦးစင်းတို့တက်တော့ကတော့လူမျိုးပြီးတမျိုးဘူတော့ဒါအဓိကရှက်ပြနေမှာတကယ်လို့တော့ဒါပြန်ရှူမှာပဲဆိုတော့တော့သိစေချင်ပါတယ်နော်ဒီဆယ်လပိုင်းထဲမှာပဲခင်ဗျားတို့မင်္ဂလာရှိတဲ့တည်င်းတွေကိုကြားအောင်မယ် ဒီချက်မင်္ဂလာမင်္ဂလာရှိတဲ့သတင်းတွေကိုကြားရပါအောင်ပဲဗျာနော်ပိုပဲအုပ်စုကတော့ဘလို့အော်မလဲဘလို့စင်ကြီးနေပြမလဲဘလို့လေးပြောမလို့တော့မတည်ဘူးပေါ့ဗျာနော်ဒါကတော့ PDF မန္တလေးမှာချူ PDF တွေဝင်တယ်မနေ့ကလည်းဦးဇင်းတော် PDF ၂ယောက်မိတယ်ဒါငဆွေဘက်က PDF တွေမိတယ်မန္တလေးတွေအဲ့တော့တကားကြီးတွေငားတကားတွေဒီလိုကြီးအိမ်ကိုကိုပြုနော်ဒီလိုကြီးပြေးလာတယ်ပဲဖြစ်စီဘလို့ပဲဖြစ်စီဦးဇင်းတော်ဆက်တွေ့နီးရရစခန်းတွေကိုဆက်တွေ့နီးရနီးရဌာနဆိုင်ဆက်တွေ့ပါထောင်မကြစေအောင်အေးစစ်စစ်အလင်းဝင်ကြပါ တနက်ပါလို့ရှိရင်စုရီတောင်ရအောင်မယ်နော်အေးစစ်စစ်အလင်းဝင်ပြီးအေးစစ်စစ်ဦးစင်းဒီ PDF တွေကိုအပ်ပေးခါကြီးရှိတယ်အလင်းဝင်နေတဲ့ PDF ဒါနဲ့တို့တို့တွေထောင်မကြဘူးစစ်စစ်စရာရှိမင်းမဆက်မုံမိုးတောင်ပေးထွက်လိုက်သေးတယ်နော်ဒီတက်မတော်ဒီအမုံတရားနဲ့အလုံးလုံးနေရမို့ data နဲ့အလုံးလုံးနေရတက်မတော်ဒါအမိတက်မတော်ဒါအဖဆိုတဲ့စကားလုံးကစက်ထက်တွေ့နေတာလဟတ်တက်ပြောနေဟုတ်ပေါ့နော် တမတော်ဒီပြည်သူအတွက်တမတော်ဒီတည်ဆောက်ထားခြင်းဖြစ်တယ်ပြည်သူအတွက်တမတော်ဒီလှုပ်ဆောင်နေခြင်းဖြစ်တယ်ပြည်သူအတွက်တမတော်ဒီငြိမ်းချမ်းရေးကိုဖော်ဆောင်နေခြင်းဖြစ်တယ်ဆိုတော့လည်းသိသိချင်းနဲ့အဲ့တော့ PDF ကအခုလိုလူမတိတူမတိနဲ့ပြန်လာတဲ့အိမ်မာနေတဲ့ဖန်ခံရတော့ကဲ PDF လုတ်ခဲ့တယ်ဆိုတော့နောက်ဆုံးထောင်ကြမယ် တကယ်လို့မဲ့ PDF ကြီးကမနေချင်လို့ပြန်လာတယ်ဆက်တွေပါဥစဉ်စုံဆက်တွေထောင်မကြစေရဘူးဥစဉ်စုံမိဘလက်ထဲကိုရောင်းအပ်ပေးမယ်ဌာနဆိုင်ရာအပ်ပေးမယ်ဌာနဆိုင်ရာတဆင့်နော်ဒါလေးတို့လည်း PDF တွေကြည့်စေချင်တယ် PDF အားလုံးနော် PDF တွေလည်းဒါနောက်နောက်ရတာမရတာတော့မင်းတို့ဘိုင်ဘောကဥစဉ်စုံကတော့ဟုတ်လားအမုံတရားမရှိပါဘူးချစ်ချင်းမုံချင်းမရှိဘူးနော်ဥစဉ်စုံဒီအမုံတရားနဲ့အလုံးလုံးနေတာမဟုတ်ပါဘူး data နဲ့အလုံးလုံးနေချင်ဖြစ်ပါတယ်ဗျာနော်တိုင်းပြည်ငင်းချအေးချမ်းမှုအတွက်ကိုဥစဉ်စုံဒီဒီလိုအလုပ်တွေပြောတယ်လို့ပြောတယ်လို့လုပ်တယ်ဆိုတာကဒီလိုတွေပြောတယ်လို့လုပ်တယ်အဖြစ်ဖြစ်တယ်ဆိုတာလည်းဥစဉ်စုံကတိပါတယ်ဒါပေမဲ့တိုင်းပြည်ပဲတစ်ထောက်တနေရာကနေ အကျိုးဘယ်လောက်အကျိုးလေးနည်းနည်းလေးပဲအထက်ချက်တဲ့လိုပဲမဖြစ်ဖြစ်ဆိုတော့ဦးဇင်းတို့ဒီခံစားချက်နဲ့เนาะဒီဒိုင်နဲ့စုပေါက်ပြီးမှအလုံးလုံးနဲ့ဆိုတော့တည်စေချင်ပါလေဗျာเนาะကြာခင်မှာပဲဒီဘောကိုဆယ်လာပိုင်းမကုန်ခင်မှာဒီဘောကိုပြန်ရပါလေဒီဘောကိုဆက်ပြီးရပါလေပဲဗျာเนาะအားလုံးဒါပါပဲဗျာ